Africa Champion Crystal Palace Congratulations ပါမင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှူအနီကျူဒူဝါရဲကျွန်တော်ကိုခင်းပါ Africa Final ပွဲစဉ်ဖြစ်တဲ့ Palace နဲ့ Man City တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပေးသွားကြမှာခင်ဗျာ Crystal Palace က Man City ကိုအကောင်းဆုံးအနိုင်ယူကျော်ဖြတ်ပြီးတော့ဒီဖလာကိုထိုက်ထိုက်တန်တန်စွခူးရရှိခဲ့တာဖြစ်ပါတယ် အသေးတွေဖို့ FA Cup ကအလောက်ထိအသေးအတန်ဖြစ်တဲ့စိတ်တိတ်မရှိဘူးဆိုပေမဲ့လည်း Crystal Palace အဖို့အသေးတွေနဲ့မတူတဲ့အတိတ်ပဲရှိခြင်းနေအများကြီးပဲဒီဖလားပေါ်မှာတက်ရောက်မှုရှိပါတယ်။ဘာကြောင့်တော့ Crystal Palace အသင်းရဲ့တမိုင်းတလျှောက်မှာ အစင်မြင့်ဆုံးဖလားကို ပထမဆုံးအချိန်အဖြစ်ရယူနိုင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါ့အပြင် နောင်လာမယ့်ဘောလုံးရာသီမှာလည်းဥရောပပြိုင်ပွဲ ဝင်ခွင့်တနေရာ ဖြစ်တဲ့ယူရိုပါလီကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာပါဒီအတွက်ကြောင့်အသင်းရဲ့သမိုင်းစင်လာနဲ့ခြီးပြီးတော့ဝင်ငွေပိုင်းအရဂုံတိတ်ခါပိုင်းအရအကုန်လုံးအကျိုးအမြတ်ရှိခဲ့တဲ့ဖလားတစ်လုံးလို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီပွဲနဲ့ပတ်သက်တဲ့ viewer ပိုင်းအခင်းအကျင်းလေးကိုအနည်းငယ်ချင့်ကပ်ကြည့်အောင်နီးပြ Glassner တိတ်ကိုအရေးသွေးရှိပါတယ်တနည်းအားဖြင့် EPL နီးပြရည်သည်တယောက်ချင်းစီမှာကိုပိုင်အရေးသွေးဆိုတာရှိတယ်ဗျ နောက်ဆုံး Ipswich Town ကြီးပြမကန်းနားတော်မှာအသင်းတသင်းကိုဘယ်လိုရင်ဆိုင်ရမလဲကောင်းကောင်းနားလေသဘောပေါက်ပါတယ်တစ်ဖက်က Pep Guardiola လည်းဒီနှစ်ဘောလုံးရသည်ဘာကြောင့် flop သွားလဲအဓိက deep block ဆိုတဲ့ခံစစ်ကိုကြစ်ကြစ်လစ်လစ်နဲ့တိတ်တိတ်တဲကစားတဲ့ဟန်မှာအဖြေရှာမရခဲ့တဲ့အတွက်ကြောင့် flop သွားတာပါအဲ့တော့ဒီနေ့ပွဲစဉ်ကလည်းဒီပုံစံအတိုင်းပါပဲဒီဖြစ်အောင် Crystal Palace ကကစားသွားခဲ့တယ် ပက်ဂွာဒီယိုလာအဖြေရှာလို့မရခဲ့ဘူးအဲ့တော့ပက်ပြည့်တသနာတွေသူအယိုးဆွဲလာတဲ့အတွေးခေါ်ပိုင်းနေနောက်လာမဲ့ဘောလုံးရတယ်မှာပြုတ်ပြင်ပြောင်းလဲမှရတော့မယ်ဒီပုံတိုင်းဆက်သွားလို့မရတော့ဘူး numerical advantages တွေယူပြီးတော့ပြိုင်ဘက်အသင်းကိုအခွင့်အရေးမပေးတဲ့ပုံတံံက EPL မှာအလုံးမဖြစ်တော့ဘူးဆိုရဲသဘောမျိုးပါအဲ့တော့ပြောချင်တာ Man City အသင်းရဲ့ဂိုးကန်သွင်းခွင့်တချို့လည်းမရအောင်မဟုတ်ရခဲ့တယ်ဒါမဲ့ ကျွန်တော်ဒင်းရနစင် YouTube ဖွယ်ကောင်းလောက်အောင်ပို့ထုတ်ကာကွယ်မှုတွေလုပ်သွားခဲ့တယ်။နောက်မန်စတီကစားသမားတွေရဲ့ Orally ချစ်တော်ရွေးနေတယ်ဗျာ။တကယ်တော့ဒီလိုဂိုမျိုးတွေကအဲ့လိုချစ်တော်ရွေးလို့မရအောင်ချစ်တော်ရွေးဖို့မပြောနဲ့တုံဆိုင်လို့တောင်မရအောင်ချက်ချင်းတန်းပြီးတော့ကြုံရင်ကြုံတယ်လို့ကန်သွင်းရမှာ။နောက်လူသားဝင်လာတဲ့ Ichibri သူလည်းအတိုင်းပဲကိုသမားတက်တဲ့ကိုတွားပြီးတော့ကန်ထက်လိုက်တယ်။အဲ့အတွက်ကြောင့်မန်စတီအသင်းရဲ့ဂိုးရနိုင်တဲ့အခွင့်အရေးတွေအားလုံးကိုမရခဲ့ဘူး။ တချို့ senior ကစားသမားတွေအပိုင်ကန်သွင်းခွင့်ရတယ်ဆိုပေမဲ့လည်းကျွန်တော်ရှင်းမှပြောလို့ပေါ့ဒင်းရတဲ့စင်ရဲ့ပို့ထုတ်ကောက်ွယ်မှုတွေက YouTube ဖွဲ့ကောင်းလောက်အောင်ကိုကောင်းခဲ့တယ်။ Jeremy Doku ရဲ့ကန်သွင်းချက်အကျေတောင်းရင်းတော့အပေါ်တောင်းယူကန်တာရအောင်ပို့သွားခဲ့တယ်။ဒါအပြင်ကျွန်တော်ပန်နတီပန်နတီဖြစ်ရကတော့ဘယ်လိုပြောမလဲ။ဟိုပပနဲ့နဲ့တော့ဟိုကယူသွားတာပေါ့နော်။ကျွန်တော်မြင်တာကတော့အရင်ဘာနာရူဆေးဗာကိုမစ်ချဲခြေတော့ကမထီဘူးလို့ထင်တယ်။ထားလိုက်ပါ။ဒါလူကြီးကပေးလိုက်တယ်ပေါ့။ကန်သွင်းတဲ့ဦးမမမွတ်ရှ်ကလည်း ဟိုညာကန်ညာပေါ့ဗျာဒါပေမဲ့အပြင်းကြီးကန်တာဗျာဒေါင်းရံကြတယ်ဘောလုံးသွားတဲ့လမ်းကြောင်းကလည်းမြန်းတယ်ဒင်းရနဲ့စင်အောင်ကောင်းတာအဲ့တော့မန်စီးတီးအခွင့်အရေးတချို့ရခဲ့ပေမဲ့လည်းဒီခွင့်အရေးတွေမိမိရအတုံးမချနိုင်ခဲ့တဲ့အတွက်ကြောင့်တွင်းကိုတွေပြန်ပြီးတော့မရခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်မန်စီးတီးရဲ့အကစားပုံကစားပုံဘာညာတဲ့ဆိုင်ကျွန်တော်ပဲလေးစီရဲ့ခံစစ်ကစားပုံကိုအဓိကထားပြီးတော့အဲကျွန်တော် sharing လုပ်ပေးခြင်းတယ်ဒါကကျွန်တော်အမြင်ပါဆိုတော့ကျွန်တော်ဒီနောက်တန်း၃ရောက်မှာကျွန်တော်ပွဲကြို၃၀ချက်ထဲမှာပါတယ် area ကျူးဝဲသွားရှင်လို့မရဘူး la cross ပြအရေးကြီးရှေ့ကြီးပြတပတ်ကလည်း chris richards တော်တော်ကောင်းတဲ့ကစားသမား physical လည်းကောင်းတယ်လက်ပစ်ဘောတွေမြောက်တာလည်းကောင်းတယ်တပတ်ကလည်း guihi အဲ့တော့ area jewel တွေရှင်လို့မရမှန်းသိတဲ့အတွက်ကြောင့် man city ကလည်းအဲ့လောက်ထိအမြင်ဘောတွေပေးပြီးတော့မဆော့သွားခဲ့ပါဘူးတိုးတော့ဒီကစားသမား၃ယောက်ဒီ high line တော့တင်ဆော့တယ် high line တင်ဆော့ပေမဲ့ chelsea တို့ man united တို့နဲ့မတူဘူးဗျ man united တို့ chelsea တို့ high line တင်ဆော့တယ်ဆိုတာ ဒီဘက်က ACB RCB ကစားသမားတွေရပါရှေ့ထိတက်ပြီးတော့သူက hybrid စင်နေပေးတယ်ဒီလိုမျိုးဖြစ်တော့နောက်မှတယောက်လောက်ပဲသူကထားခဲ့တော့တယ်သို့တော့ Crystal Palace ကကြတော့အဲ့ဒီ ACB RCB ကစားသမား၂ယောက်ကရှေ့ထိတက်ပြီး hybrid မပေးဘူးသူတို့ကဒီရှေ့ကိုပဲ highlight လေးနည်းနည်းတင်လိုက်တာဘာကြောင့်တင်လိုက်လဲဆိုတော့ကျွန်တော်အမြဲတမ်းဟိုထောက်ပြနေကြနေရာတွေပေါ့ pocket space တွေ Man City ကစားခတ်အောင် မစီတီလိုအသင်းမျိုးအဲ့ဒီ pocket space တွေကနေ pocket position တွေကောင်းကောင်းယူပြီးတော့ကိုယ်သွင်းတတ်တဲ့အသင်းဒီနေ့ရတီဒါ Paris တွေမဟုတ်ဘူး Fulan လည်းမြင်တယ် Uvan လည်းမြင်တယ်အသင်းတိုင်းလိုလိုကအဲ့လိုအထာတွေတည်တဲ့အတွက်ကြောင့်အသင်းကြီးတွေကစားရတာတိုင်ပတ်တာကဲထားပါအဲ့တော့သူတို့ရဲ့ Highland Events ကဒီနားလေးတင်လိုက်တဲ့အခါကျတော့အဲ့ Central တို့မှာကစားသမားအားလုံးပေါင်း9ယောက်ဖြစ်သွားအောင်ဒီမှာကျွန်တော် Warden ရှိမယ်တစ်ဖက်မှာ Daichi Kamada ရှိမယ်အဲ့ဒီ Warden နဲ့ Daichi Kamada နှစ်ယောက်ကို နှစ်ယောက်လုံးထိုင်ခိုင်းတဲ့ပုံစံမဟုတ်ဘဲနဲ့တယောက်ကထိုင်ပြီးတော့ဖြတ်နောက်တယောက်ကဘောဝင်နဲ့လိုက်လို့အဲ့တော့လုံအားလုံးပူကောင်းတဲ့ဒိုင်ကြီးကမာတာဘောဝင်နဲ့တောက်လျှောက်ပတ်လေလိုက်လို့တယ်အဲ့တော့ तू ကအရှင်ပဲတောက်လျှောက်လိုက်ပတ်လို့နေတဲ့အတွက်ကြောင့်ဒီတနေရာကကစားရတာတော်တော်လေးခတ်သွားတယ်ဒီပလေအရန်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာဒီပစ်သွားတဲ့အချိန်ပို့ပြီးတော့ defensive overload ဖြစ်အောင်လိုအပ်ရင်ရှေ့က ibrichi easy နဲ့ နော်ကျွန်တော်တစ်ဖက်ကအစ်စမီလာဆာရရဲ့လုံအားနှုံးမှာထက်ယူတယ်အဲ့တော့ကျွန်တော်စန်ထရယ်ဆုံးမှာကစားသမား9ယောက်လောက်ဖြစ်တော့အဲ့တော့ဘရုတ်စင်သားကြီးဒီစန်ထရယ်ဆုံးမှာအာလင်ဟာလန်တို့ KDB တို့ဘာမှလုံလို့မရတော့ဘူး โอเคဒါ central ဆိုကျွန်တော် channel တွေကိုကြည့်မယ်ဆိုရင်လေထိုနည်းတူပဲဒီ AM တွေနဲ့ဒီ Winbet တွေကအများတန်းလို့လို့ချိတ်ဆက်ပြီးကစားတာ Ruben Amorin လည်းအဲ့တိုင်းပဲအဲ့တော့ Winbet နဲ့ AM ဒီအခုနောက်ပိုင်း3 bet ကစားတဲ့ဟန်ဒီမှာချိတ်ဆက်မှုတွေအများပြားတွေ့လာတယ်အဲ့တော့ဒီ AM ကစားသမားကိုကျွန်တော်ရဲ့ဒီ win ကိုနောက်ပိုင်းမထုတ်တော့ဘူးဗျအဲ့လိုထုတ်လိုက်ရင် ဒီနေရာမှာ gap ဖြစ်သွား gap ဖြစ်သွားရင် तू က central zone single board အတွက်အနည်းငယ်ခက်ခဲသွားလိမ့်မယ်ဒီ channel မှာပဲကူလို့ရတော့မယ်အဲ့တော့ तू ကဒီ am နေရာလောက်ထားတဲ့အခါကျတော့ကျွန်တော် central zone ထဲလဲဝင်တိုးလို့ရတယ်လိုအပ်တယ်လို့မျိုးဒီဘေးကိုလဲကောက်ထွက်လိုက်လို့ရတယ်အဲ့တော့ဒီဘေးမှာ channel တွေမှာလဲကစားရတာကြက်သွားတယ်လို့ ma data ကြီးကလဲဒီနားထိဝင်ဖြည့်ပြီးတော့ခံစစ်ကစားပုံကိုချစ်ချစ်လေးလေးနဲ့ကစားပြီးသွားခဲ့တယ်ဒါအပြင် crystal palace မှာကျွန်တော် credit ပေးရမယ်နောက်ထပ်ကစားသမားတယောက်ရှိသေးတယ်ဗျာ။ तू ကတော့ Moonox ဖြစ်ပါတယ်။ဒီနေ့ဘောလုံးရသည်မှာလက်နက်ပုံး အရန်ကောင်းတဲ့ right back ကစားသမားပါကျွန်တော်တို့က Palace အသင်းမှာကစားနေတဲ့ကစားသမားမို့လို့ဟိုမမြင်တာဖြစ်ကောင်းဖြစ်မယ်ဗျာတိုးတော့ Munoz တော်တော်ကောင်းပါတယ်ဒီပွဲမှာလည်းမဟုတ်ပါဘူး EPL မှာလည်း Munoz ရဲ့ဆွမ်းဆောင်ရေးကဘာမှအပြစ်ပြောစရာမလိုတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ် overlap အရန်ကောင်းတဲ့ပြန်ပြီးတော့အထဲတဲ့အနောက်ကိုပြန်ဆင်းမယ်ဆိုရင်လည်း ဂမ်းမဖြစ်အောင်လှိမ့်လိမ့်မြန်ဆင်းနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ပွဲစဉ်မှာသူ့ရဲ့လုံအားနှုံးနေရလဲအခေအားကျခဲ့တယ်မစ်ချဲကောင်းနေဆိုရင်ပဲမူနော့ခ်စ်ကပူကောင်းတဲ့အခါကျတော့ဒီယာဒီမှာမူနော့ခ်စ်ကလုံအောင် on fire ဖြစ်နေတာပေါ့နော်မူနော့ခ်စ်ကိုအိုရယ်လီဆိုရင်ထိန်းလို့မနိုင်လို့နောက်ကလက်ကြီးကိုဆွဲလိုက်တဲ့ပုံစံမျိုးတွေပါမြင်ခဲ့ရပါတယ်အဲ့တော့ကျွန်တော်ရသွားတဲ့ twin goal တကူကိုပဲထပ်ပြီးတော့ဆွေးနွေးလိုက်အောင်လေအဲ့တော့ဒီ twin goal ဆိုရင်လဲ pep guardiola ဒီပုံစံတိုင်းပဲခံရတာဒါပေမဲ့အဲ့ဒီပုံစံတွေကအဖြေမရှိဘူးမသိလို့မဟုတ်ဘူးဒါပေမဲ့အဖြေမရှိဘူး အသင်းတစ်သင်းကိုဘောလုံးပေးကင်ထားရင်အသင်းကတော့ကင်မှာပဲအဲ့ကင်တဲ့အချိန်မှာနောက်ပိုင်းက counter attack တွေပဲအားပြုလာကြတယ်အဲ့တော့ pressing နဲ့ counter attack နဲ့ကဟိုတစ်ခုနဲ့တစ်ခုကဆက်ဆက်နေတာဗျာမဆက်ဆက်ပဲမနေဘူးအဲ့တော့ဘောလုံးကင်ထားတဲ့အသင်းကဘာလို့ဖြစ်လဲဂိုးသွင်းမှုတိုက်စစ်ဆင်မှုဘောလုံးကင်ပြီးဘစ်တက်ပုံဖော်နေတာအဲ့လိုအချိန်မှာဘောလုံးကိုမထင်မှတ်ပဲပြန်ရတဲ့အခြေအနေမျိုးတွေကိုအသင်းငယ်တွေတနည်းအားဖြင့်ခံစစ်ကစားတဲ့အသင်းတွေကဦးစားပေးလာကြတယ်အဲ့လိုပြန်ရသွားပြီဆိုရင်လည်းအရင်တော့လို့ပြန်စိန်ပြီးတော့အချိန်ဆွဲတာမဟုတ်တော့ဘူး counter attack နဲ့ရရင်ရသလိုဂိုးသွင်းမယ်ဆိုရဲပုံသဏ္ဍာန်နောက်ပိုင်းအသင်းတွေတော်တော်များကစားလာကြတာပါအဲ့တော့ရသွားတဲ့ပုံစံဆိုကျွန်တော်ထိချက်နည်းနည်းလေးပေါ့နော်ဒီနောက်က Chris Richards ကရှေ့ကိုကျွန်တော် drive pass ကြီးလှမ်းပေးလိုက်တယ် long ball ကြီး Martita ကအဲ့လိုဘောလုံးမျိုးတွေအရန်ပိုင်နေပဲလေးစီကဒီနှစ်လှုပ်ရှားပုံကအဲ့တိုင်းပဲအဲ့တော့ Martita ရဲ့နောက်ကိုပြန်တွဲပေးမှုကနေဒီစင်ကာမာရာပေးတယ်နော်ကာမာရာကိုပေးလိုက်တယ်ကာမာရာကနေမာတီတာကိုပြန်ပေးတယ်မာတီတာကမှဒီစင်ဒီ down shot overlap ကြီးတက်လာတယ်နော်ကျွန်တော် overlap down shot တက်လာတာ မူနော့စ်အဲ့တော့မူနော့စ်ကိုပေးလိုက်တယ်မူနော့စ်ကနေကပ်ဘက်ဘက်စ်ပေးသွားရတာနေတဆင့်ကျွန်တော်တို့မာဒေတာကိုကြော်ရတယ်ဒီနားမှာ easy ရှိတယ် easy ကပိတ်သွင်းယူရင်လည်းအဖို့တန်အနိုင်သွင်းဖို့တကူရရှိသွားခဲ့ပါတယ်အဲ့တော့ဘာဖြစ်ဖြစ် viewer ဘိုင်းကလည်းမက်ဆီဒီကိုအကောင်းဆုံးရှင်ကစားနိုင်ခဲ့တဲ့ Bailey's အသင်းရဲ့ဂုံးသိက္ခာပိုင်းအရာလည်းအတော်လေးအဆင်ပြေခဲ့တဲ့ Bailey's တမိုင်းတစ်လျှောက်မှာလည်းပထမဆုံးအချိန်အဆင့်မြင့်ဆူဖလာတစ်လုံးကိုရရှိခဲ့တဲ့ Bailey's နောက်လာမဲ့ဘောလုံးရာသီမှာလည်း Europa League ကိုဝင်ခွင့်ရသွားတဲ့ Bailey's congratulations ပါ